မကြတဲ့မိကအီရန်နဲ့အစ္စရေးတို့ကြားတိုက်ပွဲတွေအပြီးမှာဟာမတ်စ်ကဂါဇာမှအစ္စရေးတို့ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ပါတယ်ဒီတိုက်ပွဲတိုက်ခတ်မှုတွေကြောင့်ဒေသတွင်းမှာပြည်နာတွေကြေကြေပြန့်ပြန့်ဖြစ်ပွားနေခြင်းဖြစ်ပါတယ်ဒုံးကျည်တိုက်ခတ်မှုများကြောင့် IDF အစ္စရေးကကွေတပ်ဖွဲ့ဟာဂါဇာလေဘက်မှာရှိတဲ့လူများအထူးသဖြင့်တဲအယ်ဘာလာမနေထိုင်သူများကိုအရေးပေါ်ရှေ့ပေါ်ရန်တတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်အစ္စရေးမျိုးတွေကိုဒုံးကျည်တွေနဲ့ပြစ်လို့ပြီးမကြိုက်ခင်မှာပဲဘေးလွတ်ရာကိုဆွေးပြောင်းဖို့အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်အစ္စရေးဟာ ဂါဇာမှာရှိတဲ့ဒုံးပြန်ပြစ်တိုးတဲ့နေရာတွေကိုလင်းမြန်းစွာပြန်လည်ပစ်ခတ်ခဲ့ပါတယ်။တောင်ဝစီတူတွေက IDF ဟာဒေါ်လာတကြီးဖြစ်နေတယ်လို့ပြောပါတယ်။ရင်းဒေသမှာရှိတဲ့ချမ်ဖက်ဓမ္မမတွေရဲ့ခြေကန်ဆောက်အုံအားလုံးကိုဖျက်ဆီးပစ်မယ်လို့၎င်းတို့ကတတိပေးထားပါတယ်။ဒိုရီရာရှိပါလက်စတိုင်းတိုင်ဝမ်တို့ပေးလို့ရဆွေပြောင်းရန်ဖို့အတွက်လည်းတတိပေးချက်များထပ်မံပေးဖို့ခဲ့ပါတယ်။အီရန်နဲ့အစ္စရေးတို့ဆက်ကြအပြစ်ခရရဆဲထားတော့လေဂါဇာမှာတိုက်ပွဲတွေမရတတ်သေးပဲ။ဣဇွေးတိုက်ခတ်မှုတွေကြောင့်စစ်ရုံတွေနဲ့ ကူညီပေးစင်တာများအနီးမှာရှိတဲ့လူများအပါအဝင်ပါလက်စတိုင်း29ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ IDF ကလူများကိုဘေးလွတ်ရာသို့ဆွေပြောင်းရန်တောင်းဆိုသည့်လက်ကမ်းစာဆောင်အသစ်တွေကိုကျေချခဲ့ပြီးမကြာမီနောက်ထပ်တိုက်ခိုက်မှုများဖြစ်ပွားနိုင်တယ်ဟုအကြံပြုထားပါတယ်။အချင်းချင်းပြောရမယ်ဆိုရင်တော့အီရန်အပြစ်ခတ်ရဆက်ပြီးတဲ့နောက်မှာဟာမတ်ဒုံးကျည်တွေနဲ့အစ္စရေးကိုတိုက်ပွဲအသစ်တွေစတင်ခဲ့ပါတယ်။ IDF ကဂါဇာလေဘက်မှာရှိတဲ့လူတွေကိုဘေးကင်းရာဘေးလွတ်ရာသို့ဆွေပြောင်းဖို့အတွက်ညွှန်ကြားထားပါတယ်။ ။အစ္စရေးကပြည်တော်တခတ်ပြီးအကြမ်းဖက်ပြည်မအားလုံးကိုဖျက်ဆီးပြစ်မယ်လို့ကြေညာပြုခဲ့ပါတယ်။ပြစ်ခတ်ရဆက်ထားတော့လဲဂါဇာမှာအကြမ်းဖက်မှုနဲ့ဘေးလို့ရဆွေပြောင်းမှုတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။